လောအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာယထာနဲ့ခီးသွားမယ်ဗျာယထာနဲ့ခီးသွားမယ်ဆိုရင်ဒီ software လေးကိုလိုအပ်တာပေါ့နော်ဒီ software လေးရဲ့အကြောင်းအရာလေးကိုနည်းနည်းရှင်းပြပါမယ်ဒီထဲမှာရေးထားတာတော့ဘာသာစကားကိုသွားမယ်ဆိုရင်ဒီ setting ရှိပါတယ်အဲမှာဆိုရင် Hangul Go နဲ့ English channel ဘာသာစကား၄မျိုးရှိပါတယ်ကျွန်တော်ကတော့ English နဲ့ သွားတာကဒေါ်တန်းနဲ့ကျွန်တော်တို့အင်္ဂလိပ်ကိုရီးယားသက်စာကိုမရေးတတ်တဲ့သူတွေပဲနည်းနည်းအဆင်ပြေပါကိုရီးယားစာကိုဖတ်တတ်တဲ့သူကတော့အင်္ဂလိပ်ထက်ကိုရီးယားကပိုပြီးတော့အဆင်ပြေပါတယ်အားကြောင့်ကျွန်တော်တို့ခုချင်းမှာတော့ကိုရီးယားလိုပဲပြောပြပေးပါမယ်နော်ရှိနေတဲ့ထိပ်မှာဆာဗာမှာပါနေတယ်ဆိုတဲ့ဟာလေးကွက်လေးတွေနည်းနည်းအသေးစိတ်လေးတော့မဟုတ်ပေမဲ့အပြင်အကြံပြန်အပြင်ပြောပြပေးပါမယ်ဒီဟာလေးကိုနှိမ့်လိုက်မယ်ဆိုရင်ဖြင့် ါလိုင်းနေမှာရှိတယ်ပေါ့ဒါတစ်လိုင်းမှာဆိုရင်ဒီအယောင်လေးနှစ်လိုင်းဆိုရင်ဒီအယောင်သုံးလိုင်းလေးလိုင်းငါးလိုင်းဒီမှာရှိတဲ့လိုင်းတွေပဲနှစ်လိုင်းဒီရှိတော့ဆိုရင်ဒီဒိတ်စီဆွဲကြည့်လိုက်ပေါ့နော်ဒါလေးရယ်ဒါရှိတဲ့လိုင်းရဲ့အကြောင်းရယ်သူဒီတစ်လိုင်းမှာဆိုရင်ဘလို့သွားတယ်ဆိုတာကျွန်တော်ပြောပြပါမယ်ယောချောဆိုတာယောချောတဲ့နေချူပါရမလားဒိုချမလားဥမာကျွန်တော်ဒီကတဲ့နေထိုး <laughs> ဂျူဘာဂျူဘာလို့နေလိုက်မှာဆိုဒီကတည်းကနေထွက်ခွာတဲ့မြေပုံလေးမှပြနေပါပြီ။အဲဒီကတည်းကနေထွက်ခွာပြီးတော့ကျွန်တော်တို့ဘဲကိုရောက်ချင်တော့အဲဟိုမှာကျွန်တော်တို့ဒီနေရာမှာဝါဆော့အဲဒီကိုသွားကျင်လာလားအဲလိုတွေသွားတယ်ကိုရပါတယ်။ဟိုမှာဒါမှမဟုတ်ကျွန်တော်တို့ကဒီကတည်းကနေမှဒိုချရောင်းချောင်းကိုဒိုချလုပ်မယ်။ဘဲအတိုင်းနေတော့ကိုကျွန်တော်တို့ကအဲစူဝမ်မှာရှိတာလားစူဝမ်မှာဆိုစူဝမ်လို့နှိမ့်လိုက်တာနဲ့ အဲကျွန်တော်တို့ ID ကိုသွားမဲ့ဟာကို line နေပဲ line ပဲ line ဆိုရင်တည်ပါတယ်နောက်တစ်ခုဒီဟာလေးကတော့ကိုရှာအရင်ပဲကျွန်တော်ရှာခဲ့တဲ့ဟာလေးကိုပြန်ပြီးတော့သူကမှတ်ထားတာပေါ့ဗျာ history အနေနဲ့ရှိတဲ့ဟာလေးပါကိုရှာဘူးတဲ့ဟာလေးကိုဒီရတဲ့ပြထားဆိုတော့ကိုအများကြီးရှာရမလို့တော့ပါဘူးအရင်လုံးရှာပြီးရင်ဒီမှာလာပြီးတော့ပေါ်တော့ဒီဟာအလွယ်တကူလာပြီးတော့ဒီမှာလာကြည့်လို့ရပါတယ်ဒီဟာလေးကတော့ကိုချူပါဒိုချဆိုပြီးတော့ရှိပါတယ် မာကွာဒီရတဲ့နဘဲတိုင်းထွက်ခွာမှာတော့ထွက်ခွာခြင်းတဲ့နေရာကိုနှိမ့်လိုက်ပါမယ်ဥမာကွာဖြောင်းထဲဖြောင်းထဲကိုဖြောင်းထဲကိုဂျူပါလိုက်မယ်ဖြောင်းထဲရတဲ့နေထွက်ခွာပြီးတော့ဘဲမှာကိုသွားကျင်တော့ကျွန်တော်သွားနေကြကိုကြီးတယောက်ရှိပါတယ်အဲ့ဒီကတော့အင်ဂျင်ကာကြောင့်ဖြစ်ပါတယ်အင်ဂျင်ကာကြောင့်ကျွန်တော်တို့နှိမ့်လိုက်ရင်တော့ဝါကင်းဆိုပြီးတော့နှိမ့်လိုက်ရင်တော့ရပါပြီအဲဒီမှာဆိုရင်ပြောင်းတဲကြတဲ့နေကစန်ဒီဂျစ်တဲ့ဒီအဲဒီလိုင်းကို စီနောက်ပြီးရင်ခွန်လိုင်းကိုသွားခွန်လိုင်းကတိုင်းနေဘယ်လောက်ထိသွားမှာတော့ဆိုရင်လိုင်း3လိုင်းလိုင်း3လိုင်းရှိပါတယ်အဲ့လိုင်း3လိုင်းကိုအချင်းပြီးတော့စီရပါမယ်အဲ့လိုတော့ဒါအကြံပြန်အဖြစ်ပြောပြတာပါကျွန်တော်တို့ပုံမှန်သွားရင်တော့ဒီလိုဟာသုံးတော့သုံးခဲ့ပါတယ်ဒါပေမဲ့ကိုယ်အမြန်သွားခြင်းစပြီးတော့မသုံးမဲ့သူတွေအတွက်တော့ဒီနည်းလေးရတော့ဩအဆင်ပြေမဲ့ထင်ပါတယ် နောက်ထပ်တစ်ခုကတော့ဒါတော့ကိုယ့်ရဲ့တက်မဲ့ဗေနီယာလေးရောက်နေတာလေးကိုပြောပြခြင်းတော့ဒီမလေးမှာနှိမ့်လေးပါဝက်300မီတာဆိုတာသူအကျဉ်းသွားပါဗျအဲ့လိုရှိပါတယ်ဒီမှာဒီဂူဖန်ဆိုတဲ့ဟာကဒါအမြန်လိုင်းအမြန်လိုင်းနဲ့သွားတဲ့ line လေးတွေရေးထားတာပါဒါအမြန်လိုင်းရှိတဲ့ဟာလေးဆိုနည်းပါတယ်ဒါဆို even ပုံမှန်ရှိတဲ့ဟာလေးပါအမြန်လိုင်းတွေပါလေးကိုဘယ်ချိန်မှသိတာတော့ဆိုကိုယ်ရထားစီးလိုက်ကျွမ်းသွားရဲ့ သူမြန်လိုက်ပါညာခွဲကြပြီးသွားရင်ဒါလည်းအချိန်ပို့ပြီးတော့အဆိပ်ဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီနေ့ခီးစဉ်တစ်ခုတွားပြပါမယ်ဒါလေးတိတွားတာနဲ့နောက်ကိုသွားခြင်းနဲ့ဟာလေးကိုတွားလို့ပို့ပြီးတော့အဆင်ပြေသွားပါမယ်ကျွန်တော်မှဖြောင်းထက်နားလေးမှာဆိုတော့ဖြောင်းထက်ဟိုမှာကျွန်တော်ရွေးပေးပါဦးမယ်ဖြောင်းထက်ဖြောင်းထက်လို့နှိမ့်လိုက်မယ်နှိမ့်လိုက်တာနဲ့ဒီပြိုင်နဲ့ဘာလေးပေါ်လာတော့ဆိုဒီမှာ ထိတ်ကနိုင်တဲ့ဟုံးကျူကားတို့ရှီကန်းဖြူတို့ဒီမှာအချိန်တိုင်းဒါလေးတွေတို့တို့ချရော့ဘဲကိုသွားကျင်တာတော့အဲ့ဘဲတိုင်းထွက်ခွာကျင်တာတော့အဲ့လိုတွေဖြစ်ပါတယ်ဟောကွာဒီရတဲ့နေဖြောင်းထဲဆိုပြီးကျွန်တော်တို့ချရော့တခုခုကိုနှိမ့်လိုက်ပါမယ်ဒါဖြောင်းထဲကတို့ချရော့ဖြစ်သွားပါပြီဥမာကတော့ဖြောင်းထဲကတည်းကနေထွက်มาဆိုရင်ဖြောင်းထဲကတည်းကနေချူပါဆိုပြီးနှိမ့်လိုက်ပါမယ် ဘယ်ဟိုသွားမှာတုံးဆိုရင်ချွန်ကွာကြောင်းနေလေပါမယ်ဒါကဘာရော့တုံးဆိုရင်စောစောကိုယ်ထိုးချလို့နေတာကကျူပါဆာအဲ့ဒါကိုနေလိုက်ရင် walking ဆိုပြီးတော့နေလေစောစောတိုင်းကျွန်တော်ပြောတယ်လို့ပဲ line လေးတွေပေါ်ပါတယ်ဒါကတော့တဏိပေါ်ဗျာတခါတည်းသွားရင်လည်းဥမာယထားပေါ်ရတဲ့နေကြည့်တဲ့အနေထားလေးကိုကျွန်တော်တို့သွားမယ်ဗျာဟိုကျွန်တော်တို့ဖြောင်းထဲတိုင်းနေဒီရတိုင်းနေအဲဒီသွားမှာတော့ဆိုရင်အင်ဂျင်ကာကြာထီသွားမယ်ဗျာဒီကြီးသွားမှာအင်း အင်ဂျင်ကာကြဆိုတဲ့အထည်ကိုကျွန်တော်တို့သွားမယ်ဒီယူသွားမယ်သွားတဲ့အချိန်မှာ line နေ line နေအများကြီးရှိပါတယ်အဲဒီ line တွေကိုကျွန်တော်ဘယ်လိုသွားမယ်ဆိုဘယ်လိုကူးရမယ်ဆိုတာကိုပြောပြပေးပါမယ်ပြောပြပေးတဲ့အခါမှာဒီမှာယထားတွေရဲ့ဘာတွေထွက်တုံးဆိုရင်အဖျားဆုံးအစွန်ဆုံးဟာကိုကြည့်လိုက်ပါအစွန်ဆုံးမှာရှင်းဖြောင်းထည့်ဆိုတဲ့အားလေးကိုနှိမ့်လိုက်ပါဖြောင်းထည့်ဆိုတဲ့အားလေးနှိမ့်လိုက်ရင်ကျွန်တော်တို့ရှီကန်းဖြိုဆိုတဲ့အချိန်လေးကိုကြည့်လိုက်မယ်ရှီကန်းဖြိုကျွန်တော်တို့သွားမယ်စီက ဒီထဲမှာကြည်ပါဖြောင်းထက်ကြည်ကျဲဆောင်းဝမ်းဆိုပြီးရှိပါတယ်ကိုရီးယားဆောင်းဝမ်းဘက်ကိုသွားမှလားဖြောင်းထက်ကြည်ကျဲဘက်ကိုသွားမှလားအဲ့ဒါကိုကျွန်တော်တို့ပထမဆုံးချက်တိုင်းဒါလိုက်ရှင်းကြည့်ရပါမယ်ဒုတိယချက်အချိန်ကြည့်ပါမယ်နောက်ဆုံးချက်ကတော့အမြန်ရှိနိုင်လားဒါမှမဟုတ်တာမန်ယထာနဲ့လားဆိုပြီးတော့ထပ်ကြည့်ပါမယ်ကျွန်တော်တို့ပထမချက် ဖြောင်းထက်ကြည်ကျဲနဲ့ဆောင်းဝမ်းကိုရွေးချယ်တဲ့အခါမှာကျွန်တော်တို့ ဒီမှာအနိကသုတ်ဘဲဖြောင်းထက်ရဲ့ဘေးမှာဘယ်တစ်ချက်ညာတစ်ချက်ရှိပါတယ်အမှဖြောင်းထက်ရဲ့စောင်းဝန်းဆိုတာကဒီဘက်ကိုသွားမှာပါဒီတိုတိုလေးဘက်ကိုသွားမှာဒီဘက်ကိုဖြောင်းထက်ကြည့်ရဆိုတာဒီဘက်ကိုသွားမှာပါဒီဘက်ကိုတက်သွားမှာအဲအပြဆိုအပြအလိုက်မဲ့သွားပြီးတော့ဝါလိုက်မှမကူပါဘူးဒီတိုင်းကြီးတက်သွားမှာပါအဲအဲတော့ကျွန်တော်တို့တည်သွားတာတစ်ခုကဘာတော့ဆိုရင်ဖြောင်းထက်ကြည့်ဘက်ကိုသွားမှာအဲတော့ကျွန်တော်တို့ဖြောင်းထက်ကိုထန်းနေလေပါမယ်ဖြန်းနေလိုက်တဲ့အခါမှာ ထပ်ပြီးပေါ်လာမယ်ရှီကန်ဖြိုဒီစရက်ကိုကျွန်တော်ထပ်သွားပါမယ်ရှီကန်ဖြိုအဲ့မှာဖြောင်းတဲ့ကြီးကျယ်ပဲဆိုတော့ဒီတိရလိုင်းအောက်ကိုဆွဲချလိုက်မယ်အောက်ကိုကြည့်လိုက်တဲ့အခါမှာဗားရီရှိတော့ဆိုရင်အခုနာယီနဲ့ပါမယ်ချော်လျန်နီရှိမယ်14နာယီ59မှာချော်လျန်နီတခုရှိတယ်နောက်ထပ်အကိုအဲ့အချိန်မှာမမီနိုင်ဘူးဆိုရင်နောက်ထပ်အမှအသေးစိတ်ရှိပါတယ်မကု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 ဆိုတာလေးကဗားလေးလဲဆိုတော့အဲ့ဒါလေးကအမြန်မှာ ဒီကောင်းလေးထက်မြန်ပါတဲ့သူကဘလို့မြန်တာတော့ဆိုရင်ဒီတမန်ယထာဘူတာတိုင်းကိုမရက်ဘူးနှစ်ဘူတာကြာသုံးဘူတာကြာဒါမှမဟုတ်နာမည်ကြီးတဲ့လူနေထူထက်တဲ့နေရာကိုအဓိကထားပြီးတော့သွားတဲ့ဟာလေးကိုမလို့ကုလို့ရေးပါတယ်အဲချောရန်နီဆိုတာကဘလို့သွားတာတော့ဘယ်မှာဆက်ရောက်မှာတော့ဆိုတော့တစ်ချက်ကြည့်လို့ရပါတယ်ကျွန်တော်တို့တစ်ခါပတ်လိုက်မယ်ဘယ်အထိသွားမှာတော့ဆိုချောရန်ရထား ဘာကြောင့်ချောရန်နီလို့ရေးရတဲ့အကြောင်းရဲ့ကျွန်တော်ပြောပြပါပါမယ်။ detail လေးမှကြည့်လိုက်ဗျာချောရန်နီအဲသူကဒီအောက်ကတိုင်းထွက်ရင်အဲ့ထီဆုံးသွားမှာအဲ့ရထားဆက်စီသွားလိုက်ကျွန်တော်တို့တော့ကြောက်ရောင်းဂိတ်ဆုံးဆိုလိုပဲမရှိတဲ့ကြောင်းကြောတို့ဆိုတာဒီဟာလေးပါဒီနားလေးမှရက်သွားပါမယ်အဲ့လိုရှိပါကွန်းကြောဆိုအဲ့ဒါလေးသွားစီလို့မရပါဘူးမရဘူးဆိုတာကကျွန်တော်တို့ကအဲ့မှာတစ်ခါထပ်ပြီးပြောင်းအောင်ပါမပြောင်းမဲနဲ့ကျွန်တော်တို့ကတစ်ခါတည်းဒပရိတ်တည်းစီးခြင်းတော့ ဟိုးထိတ်ထိသွားတဲ့အရာအထိကျွန်တော်တို့သွားမှာပါအဲ့ဒါကြောင့်ကျွန်တော်တို့ဒီကြားရိုတစ်ဖြက်လေးထဲမှာမစီးပဲနဲ့အဆုံးအထိရောက်နိုင်တဲ့ယထားကိုအရင်ရွေးပါအဲ့အဲ့ဒါပြီးကခွဲတဲ့လမ်းကိုနောက်ကတစ်ခါထက်ခွဲရမှာမလို့ပါဒါလို့တော့ဆိုဒီကြားတစ်ဖြက်ထဲမှာကိုယ်သွားပြီးရက်မိလိုက်ရင် နောက်ထပ်တစ်ခါထပ်ပြီးတော့ကျွန်တော်တို့ကရက်နေရပါမယ်ပြောင်းနေရပါမယ်အဲ့တော့ကျွန်တော်တို့ ဖြောင်းထဲဆိုတဲ့အရာလေးကိုနှိပ်လိုက်ပါမယ်ဖြောင်းထဲဆိုတဲ့အရာလေးနှိပ်ပြီးတော့ကျွန်တော်တို့ယထာတဆင်းကိုစီးသွားပါပြီချောတန်းနီကိုစီးသွားပါပြီကျွန်တော်တို့သွားကျင်တာကဒီဘက်ဗျာကျွန်တော်တို့ကချောတန်းနီဆိုတဲ့ယထာကိုစီးမှာဆိုတော့ဒီဘက်ကြီးဒီဘက်ကြီးကိုတက်သွားမှာဆိုတော့ကျွန်တော်တို့အတွက်ကဒါဒါရိုက်ရှင်မမှန်ပြန်မှုအဲ့တော့မမှန်ပြန်တဲ့အခါမှာနံပါတ်1 line ဆိုပေမဲ့၃ခွာကြီးဖြစ်နေတော့မောင်ကုတို့ကိုရောက်ပါပြီမောင်ကုတို့ကိုဘလို့ပြန်ခွဲရမလို့ဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ ရောက်တာနဲ့ဆင်းရပါမယ်အတင်းတဲ့ကမ္ဘာဒီလိုလေးထောက်လိုက်ပါထောက်လိုက်တဲ့အချိန်မှာ ပေါ်လာပါပြီဒီနားလေးမှာတခါနှိပ်လေးပါသူကနှစ်ခုကြီးပါလို့ပေါ်ဆိုလမ်းကြီးက၃ခွာကြီးမလို့ပါအဲ့တော့ကိုသွားမှာကဒီဘက်တာတိုင်ရှင်ဆိုဒီဘက်အစွန်လေးကဘာလေးရှိတော့ဆိုကြည့်လိုက်ပါဂူအီဂူအီရှိတယ်ဆိုတော့ကျွန်တော်တို့ကဂူအီဆိုတဲ့ဟာကိုရှီကန်းဖြူလင်းတစ်ချက်ထောက်လိုက်မယ်ဂူအီရဲ့ဘယ်မှာတော့ဂူအီရဲ့ဒီမှာဆိုကျွန်တော်တို့ဂူအီလေးကိုနှိပ်လိုက်မယ်ဒါဂူအီဘက်ကိုသွားမယ်ရထားတွေပါ ဘာမှနာမည်တော့ထွေထွေထူးမရှိပါဘူးအင်ချွန်းဆိုပြီးရှိပါတယ်အင်ချွန်းဆိုတော့ဂုဆိုတဲ့ဟာလေးရှိတွေ့တာဂုဆိုတာအမြန်မှာအဲ့ဒီဟာလေးကိုကျွန်တော်တို့စီးသွားမယ်ဗျာညစီးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်ကိုသွားမှာတော့ဆိုတာအင်ချွန်းဆိုတော့ဘယ်ကိုသွားတာတော့ဆိုဒီမှာကြည့်လိုက်ပါတီးဆိုပြီးဒီမှာရောက်ပါတယ်အင်ချွန်းအဲဒါအဆုံဆုံးဟာပေါ့ဗျာအင်ချွန်းဆိုတာဟာရှိပါတယ်အဆုံဆုံးဟာရှိပါတယ် အဲကျွန်တော်တို့ဒီရက်တိုင်းနေတုံ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 ဆိုရထားကြီးစီးလာပါပြီ။ဟာကြီးစီးလာတဲ့အခါမှာကျွန်တော်တို့ကလာကျင်တာကအင်းချွန့်ကာကြနည်းနည်းနီးလာပါပြီ။နီးလာတဲ့အချိန်မှာကျွန်တော် GM မှာဆင့်ရမှာပဲ။ဆင့်ပြီးမှလိုင်းပြောင်းရမှာမလို့ဆိုတေချာပေါက်ကိုရောနားထောင်ထားပါ။ဖုတ်ကိုင်းတာလို့လို့ကောင်မလေးကြည်တာလို့လို့နဲ့ဆိုရင်တော့ပြန်ပြီးတော့ဘက်ရမှာပါ။အဲတော့ကျွန်တော်တို့ GM မှာဆင့်ပါမယ်။ GM မှာဆင့်တော့ ်ဆင်းတဲ့နေရာမှာကျွန်တော်တို့ဒီလိုလေးအပြောက်လေးကိုထောက်ရပါမယ်ထောက်တဲ့ချိန်မှာပေါ်လာပါပြီအဲဒါဆိုရင်ဂျူအန်မှာပေါ်တဲ့ဟာတွေပါဂျူအန်မှာကျွန်တော်တို့ဘယ်ကိုပြောင်းမှာတော့ဆိုဒီမှာတွေ့လား number line နဲ့ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရွေးပြီးမှဟိုဘက် line ကိုထပ်စီရမှာအဲအကြောင်းကျွန်တော်နှစ်ဆိုတဲ့ဟာလေးကိုနှစ်လေမှာဒါကဘယ်ကရေးကြည့်တာလဲဘာလို့လဲဆိုကျွန်တော်တို့ line ပြောင်းတဲ့အခါမှာတေချာပေါက်တိထားရမယ့်အရာတစ်ခုပါဒီနာလေးမှာ၃ line ထည့်ရင်1 2 3 မှာဒက်ခွန်ရှိအဲ့လိုတွေကိုသူတို့ကထည့်ထားပါတယ်အဲ့တော့ကျွန်တော်တို့ကနှစ်ကိုရွေးလိုက်ပါပြီနှစ်ကိုရွေးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာနှစ်ကိုရွေးလိုက်တယ်ဒီအောက်ကိုသွားမှလားဒီထိပ်ကိုသွားမှလားအရင်ကြည့်ပါကျွန်တော်တို့ကထိပ်ကိုသွားမှအင်ချွန်းကာကြာဆိုတာယော်ဒီထိပ်မှရှိနေပါတယ်အဲ့ဒီထိပ်နေတော့ကျွန်တော်တို့ဒီဘက်မှာလိုက်လို့ဝဲရအောင်ကြည့်လိုက်မယ်ဆိုရင်ဒီဘက်က QN and Gukka Sandan ရဲ့ဒီဘက်ကရှင်းမင်းကုန်းကိုဆိုတော့ကျွန်တော်တို့ကဒီဘက်ကိုသွားမှဆိုတော့ ဒီဘက်ရှိတဲ့ဟာကိုကျွန်တော်တို့ရထားတွေကိုကြည့်ရပါမယ်ဘလို့ကြည့်မှာတော့ဒါလေးကိုထောက်လိုက်ပါထောက်လိုက်တဲ့အချိန်မှာဒီမှာတွေ့ပါပြီ GN ရဲ့ရှင်းမို့ဆိုကျွန်တော်တို့ GN line ကိုကြည့်လိုက်ပါမယ်အဲမှာရှီကန်းဖြိုဆိုပြီးနှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီမှာ GN မှာရှိတဲ့ဒီဘက်မှာတချမ်းတွေ့ပါပြီဒါ GN မှာသွားတဲ့ဘက်ဘယ်ပါရထားတော့ဆိုရင် Gandan Noru Gandan Noru ဆိုရင်ကျွန်တော်တို့ဒီအတိုင်းနဲ့ Gandan Noru ဆိုတဲ့ရထားလေးကိုစောင့်ပြီးတော့ စီရပါမယ်ဂန်ဒန်ရိုဒူဆိုတဲ့ပါတဲ့ရထားကိုကိုတို့ကသွားပြီးတော့ရွေးရပါမယ်အဲ့ဒါကကျွန်တော်ဘလို့ ठी ဘလို့မသေးသေးချာချာသိနိုင်မလို့ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ကရထားအတိုင်းနဲ့တကားပေါ်ကတိုင်ဆင်ဆင်းပြီးတော့ကာရထန်နှုံးကိုသွားကာရထန်နှုံးကိုအတိုင်းနဲ့ကျွန်တော်တို့ကဒီရထားဆိုတဲ့ပါတဲ့နေရာ ठी ကျွန်တော်တို့ကအဝံပေါက်တွေကိုသွားပါမယ်ဂန်ဒမ်ဟိုလူဆိုတဲ့ဒီထိတ်လေးအဲ့ဒီ အဲ့ဒီနံပါတ်လေးကိုမတွေ့မချင်းကျွန်တော်တို့ကသွားပေးရပါမယ်သွားပေးတဲ့ချိန်မှာယထာကိုပြောင်းစီလို့ရပါပြီအဲအဲ့လိုအတိုင်းစီသွားမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကို ရောက်သွားကျွန်တော်တို့သွားခြင်းနဲ့အင်ချင်းကာကြကိုရောက်ရှိလို့သွားပါပြီဒါကျွန်တော်တို့ကမွန်ဒီကြီးတွေ့လို့မရပါဘူးကျွန်တော်တို့အနည်းဆုံးအတိုင်းနေသွားရပါမယ်ဆောတော့ဘာလို့အနည်းဆုံးဆိုတော့ဒါကြီးပတ်သွားတဲ့ကိစ္စတွေလည်းရှိပါတယ်ဘလို့ပတ်သွားတော့ဆိုရင်ကျွန်တော်ဥမာဒီရက်တိုင်းနေ ဖြောင်းထဲအတိုင်းနဲ့သွားမယ်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 ဒီမှာတွေ့လာရထားလိုင်းတွေအများကြီးရှိပါတယ်ဒီမှာစုဝမ်းမှာတစ်ခါစင်းစင်းပြီးတော့ကျွန်တော်စောစောအတိုင်းနဲ့တစ်ခါတည်းတစ်လိုင်းနဲ့သွားခြင်းပြီဆိုရင်စုဝမ်းအတိုင်းနဲ့ဟောအဲ့ဒီဂန်တမ်းမော်ဒူဆိုတဲ့ရထားကြီးကိုစီးသွားလိုက်ပါတယ်စီးသွားလိုက်ရင်ဘယ်အထိရောက်မှာတော့ဆိုဒီ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 မှာတစ်ခါဒုံရင်ချွန်းမှာတစ်ခါစင်းပါတယ်ဒုံရင်ချွန်းအတိုင်းနဲ့တစ်ခါပြန်တက်မှာပဲဂျူဝမ်းအတိုင်းနဲ့ရောက်ပါမယ်ဂျူဝမ်းကတိုင်းနဲ့ရင်ချွန်းကကြာကိုရောက်နိုင်ပါတယ်တော်တော်တကကျွန်တော်တို့ဒီနေရာမှာတစ်ခါဆင်းမယ် မဲ့ဟောနင်းကျဲဆိုမှတခါဆင်းမယ်ဆင်းပြီးတော့ကျွန်တော်တို့ဒီထိတ်ကိုတက်သွားမယ်တက်သွားပြီးတော့အင်းချင်းရှိချောင်းအတိုင်းနဲ့ကျွန်တော်တို့ဒီဘက်ကိုတစ်ခါပြန်သွားမယ်ဂျူအန်အတိုင်းနဲ့ဒီမဲ့ဒလိုင်းနဲ့အတိုင်းနဲ့ထိတ်ပြီးတော့ရရံပါတယ်အဲ့တော့ဒီလိုင်းတွေကအများကြီးရှိတယ်ကိုကညံကွန်မြူကွန်မြူသလိုမြန်မြန်ရောက်နိုင်တယ်အဲကိုကအမြန်ရထားတွေရိုးရိုးရထားတွေတည်တယ် အဲ့ဆိုလေပို့ပြီးတော့မြန်အောင်နိုင်လေအချိန်ကြည့်ပြီးတော့အလုံးလုံးလေပို့ပြီးတော့မြန်မြန်ရောက်နိုင်လေဖြစ်ပါတယ်အဲ့ဒီတော့ဒီ software လေးကိုကောင်းစွာအသုံးချနိုင်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ခရီးကိုယထာစီပြီးရောက်နိုင်ပါတယ်ဒါကတော့အပေါ်ပိုင်းသမားတွေအတွက်ကံကောင်းတဲ့အချက်တစ်ချက်လိုပဲပြောကြပါတယ်ချားနေရာတွေကတော့ KDA တွေပါတယ်ဆိုပြီးတော့သွားရလာရတာကတော့ ပတ်စံပို့ပြီးတော့ကုန်ပါတယ်တို့တို့ချောင်းဆွဲတွေပါကျွန်တော်တို့အပေါ်ပိုင်းသမားတွေကတော့ကယ်လီတကပါတာနဲ့ကျွန်တော်တို့အပေါ်ကိုရွာလေလို့ရပါပြီဒီလောက်နေပဲသုံးတန်ပြပြစီနိုင်လေအတော်ရှင်းနေပါပြီ